မင်းလာပါဓမ္မရေရာဆွေးနွေးခန်းကနေပြန်လဲကြိုဆိုလိုက်ပါလေကျွန်တော်ချောင်းနေပါဓမ္မကတော့ထောင်းနှွေးမီဖြစ်ပါလေရှင်အလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတို့ဆွေနွေးလေ့လာကြမယ့်အကြောင်းအရာကတော့ဘုဒ္ဓဘာသာအတွေးခေါ်ရဲ့အင်မတန်အရေးကြီးတဲ့အယူအဆနှစ်ခုပုံနော်တန်တရားနဲ့နိဗ္ဗာန်အကြောင်းပါပဲ ဒီအကြောင်းအရာတွေကိုဆရာတော်ရှင်ညာနာဘီဝန်သားရဲ့တန်တရာနဲ့မိမအနစ်ချုပ်စာတန်းကနေအဓိကချပြီးပြောကြမှာပါကျွန်မတို့ဒီတစ်ခေါက်လေ့လာဖို့ရည်ရွယ်ချက်ကတော့လေတတ္တရာတွေဟာဒုက္ခတွေကြားထဲကနေဘဝကိုဘာလို့ဒီလောက်တောင်ဆွဲလန်းနေကြသလဲအဲ့ဒီမိကုံးကနေစပြီးတော့အဲ့ဒီစဝိုင်းကနေလွတ်မြောက်ဖို့တဲ့ဘလို့စနစ်ကြတဲ့လမ်းစဉ်တစ်ခုကိုတင်ပြထားတယ်လဲဆိုတာကိုနားလည်ဖို့ပါပဲ ဒါကယုံကြည်ချက်တစ်ခုကို ထောက်ခံတာမျိုးထက်ပေါ့နော်ဒီစာလန်ထဲမှာတင်ပြထားတဲ့အသွေးခေါဆိုင်ရာဖွဲ့စည်းပုံလူစိတ်ရဲ့လေဘက်ပုံကိုခွဲခြားစိတ်ဖြာထားတဲ့မြေပုံတစ်ခုကိုအတူတူလေ့လာကြည့်တာမျိုးပါရှင်ဟုတ်ကဲ့ပါခင်ဗျာဒီစာတန်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတန်တရားကိုမောင်းမြင်နေတဲ့အဓိကစိတ်ပိုင်းဆိုင်ရာစွာတစ်ခုကိုထောက်ပြထားတာပဲအဲ့ဒါတွေကတော့အဝိရှာပေါ့အမှန်တရားကိုမမြင်နိုင်အောင်ဖုံးခွဲထားတဲ့အမောင်တက်တစ်ခုပြီးတော့တန်နာ အရာရာကိုတွေကဆွဲလန်းနေတဲ့အင်မတာဆွားကြီးကဆွဲငင်အားပေါ်လဲဒီနှစ်ခုပေါင်းပြီးကျွန်တော်တို့ကဒီဆဝိုင်းထဲမှာဘလို့ချီနှောင်ထားလဲဆိုတာကိုသူကရှင်းပြတယ်အဲ့ဒီနောက်မှာအဲ့ဒီချီနှောင်မှုနဲ့လွတ်မြောက်ဖို့အတွက်ဝီတုတ္တိခွန်ပါကိုခေါ်တဲ့အလွန်စနစ်ကျလဲစိတ်ပိုင်းဆိုင်ရာတန့်စင်မှုအဆင့်9ဆင့်ပါတယ်လမ်းစဉ်တစ်ခုကိုအသေးစိတ်ဖော်ပြထားတယ်ဒါကစိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုကိုအစဉ်အဆက်ဘလို့တိဆောက်ရမလဲဆိုတော့လက်ဆွဲဆောက်တို့အလိုပါပဲဗျာဟုတ်ပြီ ဒါဆိုတဏှာရဲ့စိတ်ပိုင်းဆိုင်ရာ ထုံချောက်ကြောင့်ကနေစလိုက်ကြရအောင်လားရှင်။စာတန်းရံဆိုရင်တ ত্ত্ব တွေဟာစင်ရဒုက္ခတွေကြားထဲမှာပဲဘဝကိုဘာလို့ဒီလောက်တောင်မမောင်းနေကြရတာလဲ။အဓိကတရားခန့်ကအဝိကြာတယ်မတိမှုပေါ့။ဒီအချက်ကစိတ်ဝင်စားဖို့ကောင်းနေရှင်။အဝိကြာကြောင့်လူတွေကဒုက္ခအစဲမှန်ကိုမမြင်မဲခဏတာတာယာမှုလေးတွေကိုပဲအကြီးကြီးထင်နေကြတယ်တဲ့။ ဒုက္ခနဲ့ကြုံရင်မြဲမြဲမိပြီးဒုက္ခနဲ့ကြုံရင်တော့ရင်ထဲမှာဆွေးနေအောင်မှတ်ထားကြတယ်ဆိုတာကလည်းမြမောက်ခေဆိုရှယ်မီဒီယာသုံးဆွေးပုံတွေတောင်တူနေသလိုပဲเนาะလူတွေကသူတို့ဘဝရဲ့အကောင်းဆုံးအခရဲ့တန့်တွေကိုပဲတင်ကြတယ်အဲ့ဒါကိုကြည့်ပြီးကျန်တဲ့သူတွေကလည်းအဲ့ဒီလိုတာယာမှုတွေကိုပဲလိုက်ရှာကြတယ်ဘဝရဲ့မပြည့်စုံမှုတွေဒုက္ခတွေကိုတော့လိလွရှူထားလိုက်ကြတာပေါ့အဲ့ဒီအချက်ကအဲ့ငံပါလေခင်ဗျာအဲ့ဒီအဝိဇ္ဇာဆိုတဲ့မြင်အာယုံ ချိုးယမှုနဲ့အတူလက်တွဲပြီးအလောက်လောက်နေတာကတနာလို့ခေါ်တဲ့တွေ့တာမှုပဲဟုတ်တယ်စာထဲမှာသုံးသပ်ထားတာကချမ်းသာဒုက္ခကိုအလွန်အမင်းမမိုးတဲ့လောဘကြောင့်လူတွေကအဲ့ဒီဒုက္ခကိုရဖို့ဆိုရင်ကြားလိုက်ကဒုက္ခတွေကိုတော့ခံနိုင်ရရှိသွားကြတယ်တဲ့စာထဲမှာတနာနှစ်မျိုးကို ထောက်ပြထားတယ်တစ်ခုကကိုယ့်အသက်ကိုတွေ့ရတဲ့ဇီဝိတာတနာနောက်တစ်ခုကဥစ္စာပစ္စည်းကိုတတ်မှတ်တဲ့ဘောဂတနာ ဒီနေရာမှာတော်တော်လေးအောင်ဩစရာကောင်းတဲ့စိတ်ပိုင်းဆိုင်ရာ သုံးသချက်တခုရှိတယ်ဗျလူတွေကပစ္စည်းဥစ္စာရဖို့အတွက်အတက်ကိုတောင်စတဲ့ရဲကြရတယ်တေချင်းတေခဲ့တာအရေးကြီးတယ်ဆိုတဲ့စိတ်နဲ့ပင်လက်သားပြတဲ့အန်ဒီရဲတွေကြားထဲကိုဖျက်ပြီး စီးပွားရှာထွက်ကြတာမျိုးပေါ့ဒါကဘောကတဏကဇီဝိတတဏထက်တောင်ပိုပြင်းထန်နိုင်တယ်ဆိုတဲ့လူစိတ်ရဲ့ရှုပ်ထွေးတဲ့တဘာဝကိုမိမောင်းထိုးပြနေတာပဲ။ ူတော်လေးနဲ့နဲ့တဲ့သုံးသောချက်ပန်းတော့ဒါဆိုရင်ဒီလိုအဝိစာနဲ့တဏှာဆိုတဲ့အင်အားတစ်ခုနဲ့လက်ပတ်နေတဲ့တဏှာဆက်ဝိုင်းရဲ့ဆက်ကျင်ဖက်နိဗ္ဗာန်ဆိုတာကိုကြည့်ကြရအောင်စာရန်အရာနိဗ္ဗာန်ဆိုတာက နေရာတစ်ခုမဟုတ်ပဲတွေ့တာမှုကင်းသွောတဲ့အချက်ကိုဆိုလိုတာနော်ဟုတ်တယ်ဒီဆက်ဝိုင်းတဲ့ကနေလုံးဝလွတ်မြောက်သွားတာတန်တရာလေရတဲ့အကြောင်းရင်းကအဝိစာမတိမှုဆိုလိုလေနိဗ္ဗာန်ကိုရောက်ဖို့တို့ချက်ကသူရဲ့ဆန့်ကျင်ဘက်ချက်တဲ့ပညာ အမှန်အတိုင်းတည်မှုဖြစ်ရမှာပေါ့ဒါမဲ့ဒီပညာဆိုတာကစောက်ဖတ်ယုံနဲ့ရတဲ့အတိမျိုးမဟုတ်ဘူးလို့စာတန်းကဥပမာပေးထားတယ်။တာမန်ယထာစီးသူကိုလူတန်းလွယ်လွယ်ကူကူတွားလို့ရတဲ့ခရီးမဟုတ်ပဲတီးတန်းလက်ကျင့်ထားတဲ့အထူးရင်ကို CB တီးတန်းကျင့်စဉ်တဲ့အတိုင်းစ조사အထုံးမှရောက်နေတဲ့ခရီးတစ်ခုနဲ့တူတယ်လို့ဆိုထားတယ်ရှင်။ဟုတ်ပါတယ်။အဲ့ဒီအထူးကျင့်စဉ်လမ်းကြောင်းကိုပဲဝိတုဒ္ဓိခုနပါလို့ခေါ်တဲ့စင်ကြယ်ချင်းအဆင့်80နဲ့စာတန်းမှအသေးစိတ်ရှင်းပြထားတာပေါ့။ဒီလမ်းစဉ်တစ်ခုလုံးကတော့အားလုံးယဉ်ဤပြီးတော့စစ်တဲ့တီလာ တမာတိပညာဆိုတဲ့အခြေခံအုံမြင့်တွန်းခုပေါ်မှာပဲတည်ဆောက်ထားတာပါဒီအဆင့်တွေကတစ်ခုနဲ့တစ်ခုဘလို့ချိတ်ဆက်ပြီးလူတယောက်ရဲ့အတွေးခေါ်နဲ့အမြင်ကိုအခြေခံကြကြပြောင်းလဲသွားစေတယ်လဲဆိုတာကိုကြည့်ရတာတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်တောင်ဒါဆိုပထမဆုံးအဆင့်နဲ့စလိုက်ကြအောင်နော်တီလာဝိတုတိတဲ့အချင်းတီလာဆင်ကြခြင်းပေါ့ဟုတ်ကဲ့ဒါကတော့အခြေခံအကြဆုံးအုံငင်တွေကိုနဲ့နှုတ်အမူအရာတွေကာယကံနဲ့ဝိချီကံတွေဆင်ကြပေါ့ပါလူတွေတော့ဆိုရင်တော့အခြေခံ၅ပါးတီလာကိုလုံခြုံအောင်စောင့်ထိန်တာပေါ့ ယဟန်ရဲ့အတွက်ကတော့ပိုကျပြန်သွားတယ်။ဗာတိမောခတံဝရတီလာမျက်စိနာဆရှိတဲ့အာယုံ၆ပါးကိုစောင့်ရှိတဲ့အိန္ဒြိယတံဝရတီလာစသည်ဖြင့်ပိုလီဒါကနောက်ဆင့်တဲ့အတွက်ခိုင်မာတဲ့ platform တစ်ခုတည်ဆောက်လိုက်တာပဲ။အော်အပြင်ပအပြစ်မှုတွေရင်းစုံချင့်ကြအောင်လုပ်ရတာပေါ့နော်အဲ့ဒါပြီးတော့ဒူရီယာအဆင့်စိတ်တာဝိတုတိစိတ်စင်ကြယ်ခြင်းကိုရောက်လာတော့မှန်ပါတယ်ခင်ဗျာတီလစင်ကြယ်ပြီးရင်အတွင်းပိုင်းဖြစ်တဲ့စိတ်ကိုရှင်းလင်းရမယ်စိတ်ကိုညှဉ်းညူးစေတဲ့ နိဝရဏတရားငါးပါးကိုဖယ်ရှားရမယ်လို့ဆိုတယ်။အဲ့ဒါတွေကတော့ကာမစန္ဒကာမဂုဏ်အာယုံကိုတမတ်ခြင်း၊ဖြာပါဒစိတ်ဆိုးမှုတိခြင်း၊ထင်နာမိတ်တာထိုင်းမိုင်းငိုင်မြည်ခြင်း၊ဥဒ္ဒစ္စကုကုကြစိတ်ပြလွင်ခြင်းနဲ့နောင်တပူပန်ခြင်း၊နောက်ပြီးဝိရှိကိစ္စယုံမာတန်တရားဖြစ်ခြင်းတို့ပေါ့။ဒါတွေကိုတမာတိစိတ်တည်ငြိမ်မှုထူထောင်ပြီးဖယ်ရှားရတာ။စာတန်းတွေကဥမာကတေကောင်းတယ်ဗျ။နောက်ကြည့်နေတဲ့ရေကိုကြည်လင်အောင်လုပ်တာနဲ့တူတယ်တဲ့။ တမာရီကရေကြီးစေလိုပဲစိတ်အငြိကြီးနိဝရဏတွေကိုအနိထိုင်သွားစေပြီးစိတ်ကိုကြည်လင်းစေတယ်ပေါ့။ကောင်းလိုက်တဲ့ဥပမာပဲရှင်စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီးပြီးအညစ်အကြေးတွေတန့်စင်ပြီးပြီးဆိုတော့မှ တကယ်အလုတ်ဖြစ်တဲ့အမှန်တရားကိုထွင်းဖောက်မြင်ဖို့ပညာအပိုင်းကိုရောက်လာတာပေါ့။ဒါကတတိယအဆင့်တတိဝိတ္တုတ္တိအမြင်စင်ကြခြင်းပဲ။ဒီနေရာမှာဘာကိုမြင်အောင်ကြည့်တာမှလဲရှင်။အတိအကျပါပဲ။ဂါပညာပိုင်းရဲ့အခြေခံအကြအဆုံးနဲ့အရေးကြီးဆုံးအဆင့်တစ်ခုလို့ပြောလို့ရတယ်။ ဒီအဆင့်ရဲ့အဓိကအချက်ကတော့လေကျွန်တော်တို့တသက်လုံးတက်တော်ဝါပို့ကူငါလို့ယူဆလာခဲ့ရရတဲ့ဟာအမြင်အတိုင်းအမှန်တကယ်မရှိဘူးတကယ်တော့ယုတ်တရား materiality နဲ့နန်တရား mentality ဆိုတဲ့အလွန်သေးငယ်တဲ့ဖြစ်စဉ်လေးတွေဘောင်းဆက်မှုတစ်ခုတာဖြစ်တယ်လို့အမှန်တိုင်းသိမြင်သွားတာပါဒီအသိဉာဏ်ကိုရဖို့အရင်ဆုံးယုတ်ဆိုတာပါလေနန်ဆိုတာပါလေဆိုတာကို theory အရသင်ယူရတယ် ပြီးမှကိုယ်ခန္ဓာကိုယ်မှာလက်တွေ့ခွဲခြားသုံးသပ်ရလားဥပမာ ဝင်လေချွတ်လေကရုပ်ဖြစ်ပြီးအဲအဲ့ဒီလေကိုတိနေတဲ့စိတ်ကနိုင်ဖြစ်တယ်ဒီလိုခွဲခြားသိမြင်လိုက်တာမျိုးပေါ့ဒီအချင်းကဒူတုံအောင်အောင်ဟုတ်ကောင်းတဲ့ notes ဟမရိုတသက်လုံးငါလိုယူဆလာခဲ့တဲ့အရာကိုတိပင်းကြီးကခွဲချမ်းစိတ်ဖျားသလိုယုံနဲ့နန်းဆိုပြီးတဆက်စီဖြုံချကြည့်တာမျိုးပဲစာရန်တဲ့ကဥမာဆိုပိုတောင်ရှင်းသွားသေးတယ် မျက်လုံးတစ်လုံးကိုရုပ်ပေါင်း54ခုရဲ့အဆူဝေး if ဆမ်းမင်းတဲ့ချောင်းအောင်ရုပ်ပေါင်း54ခုရဲ့အဆူဝေးဖြစ်ခွဲချမ်းစိတ်ဖျားပြီးတတ္တဝါဆိုတဲ့အထင်ကိုဖြုတ်ဖြတ်ပုံကိုရှင်းပြထားတာဒီအမြင်ကိုတကယ်ရသွားရင် လောကကြီးကိုရှုမြင်မှုမှာပြောင်းလဲသွားနိုင်တယ်နော်ငါဆိုတဲ့ခံစားချက်ကတကယ်တော့အမြင်မှတစ်ခုပဲဆိုတာသိသွားတာမျိုးပေါ့မာစတုထအဆင့်ခေတဲ့ကင်ခဝိတရဏဝိတုဒီကိုရောက်လာပါတယ်ယုံမာတန်တရားမှာကင်းစင်ခြင်းပေါ့ဒီအဆင့်မှာတော့ ဒီယုံနာနေဟာသူ့အလိုလိုဖြစ်ပေါ်လာတာမဟုတ်ပဲအကြောင်းအကျိုးဆစမှုတွေကြောင့်ဖြစ်ပေါ်လာတယ်ဆိုတာကိုသိမြင်ရမှာပါ စာတန်းရာယုတ်တရားတွေဟာကံစိတ်ဥတုအာဟာရဆိုအကြောင်းတရား၄ပါးကြောင့်ဖြစ်ပေါ်လာတယ်နန္တရားတွေကတော့အာယုံနဲ့အာယုံခံတကားဥပမာမျက်စိနဲ့အဆင့်တို့ပေါင်းစုံမှုကြောင့်ဖြစ်ပေါ်လာတာပေါ့ခဏလေးနော်ဒီနေရာမှာကျမနည်းနည်းမရှင်းတတ်လေးမေးချင်လို့ပါဒီအဆင့်က ယုံနာနေရဲ့အကြောင်းတရားကိုတည်တာပေါ့ဒါပေမဲ့ငါအတိတ်ကရှိခဲ့သလားအနာဂတ်မှာဖြစ်ဥမာလားဆိုတဲ့တန်တရားမျိုးကဒီအတိတ်နဲ့ဘလို့တိုက်ရိုက်ပတ်သက်ပြီးပျောက်ကွယ်သွားနေတာလဲရှင်အဲ့ဒီချိန်ဆက်မှုကိုနည်းနည်းပို့ရှင်းပြပေးလို့ရမလားငါအနာဂတ်ကငါဆိုတဲ့အတွေ့အကြုံရှိနေမှာပဲဒါပေမဲ့အခုဒီအဆင့်မှာငါဆိုတာမရှိဘူးအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ယုံနာအဆင့်တစ်ခုပဲရှိတယ်လို့တီးသွားတဲ့အခါမေခွန်းရဲ့အခြေခံကောကမားနေမှန်းသဘောပေါက်သွားတယ် အတိတ်မှာလည်းအကြောင်းအကျိုးဆက်ယုံနံအစဉ်တစ်ခုချီးခဲ့တယ်။အနာဂတ်မှာလည်းဆက်ဖြစ်တော့မယ်။ဒါပေမဲ့အဲ့ဒီအစဉ်ထဲမှာအဆအဆုံလိုက်ပါနေတဲ့အပြောင်းလဲမရှိတဲ့ငါဆိုတဲ့ပုဂ္ဂိုလ်မပါဘူး။ကားမောင်းနေတဲ့ယင်မောင်းမရှိပဲကားကသူ့အလိုလိုအကြောင်းတရားတွေနဲ့သွားနေတာကိုမြင်လိုက်ရတယ်လို့ပါဗျာ။အဲ့ဒီခါကျမှယင်မောင်းဘယ်ကလာပြီးပြောင်းမလဲဆိုတဲ့မိခုံးကအတိပဲမရှိတော့ဘူးလေ။ဩတဘောပေါက်ပြီ။တက္ကတော်တော်လေးအတွေ့အခေါ်ပိုက်ဆိုင်ရပြောလဲမှုကြီးပဲ။ ဒီလိုနဲ့လမ်းကြောင်းပေါ်ဆက်သွားရင်ပန်းချမအဆင့်က မကမကညာနာတတနာဝိတုတီလမ်းမှန်လမ်းမကို ပိုင်းခြားတည်မြင်ခြင်းတဲ့ဒီအဆင့်ကအယံစိတ်ဝင်စားဖို့ကောင်းတယ်ရှင်တရားအားထုတ်ရင်အလင်းတည်မြင် ပီတိတီဖြစ်လာတဲ့အခါငါတော့တရားထုတ်ရပြီဆိုပြီးလမ်းမရောက်တွားနိုင်တယ်ဆိုရယ်တတိပိချက်လိုပဲဒါကတကယ် practical trap တစ်ခုပဲနော်အမှန်ပဲဗျဒါကိုဝိပဿနာရဲ့အညစ်အကြေးလို့တောင်းတင်စားခေါ်ရတယ်တရားကျင့်ကြံမှုမှာ ဉဏ်ထမြစ်လာတဲ့အခါအလင်းရောင်လေးမြင်တာဩဘာသနေသိမ့်ကြည်နူးမှု ပီတိချမ်းသာမှုဒုက္ခစားတဲ့ထူးခြားတဲ့အကြေးကြုံစိတ်မျိုးဖြစ်ပေါ်တတ်တယ်လူတဘောဝါရဒီလိုတာယာဖွဲ့အတွေ့အကြုံတွေကိုဆွဲလန်းသွားတတ်တယ်ဒါကို အမက်ခမကြီးလမ်းမလို့ခေါ်တာပါ တကယ်လမ်းမမက်ကဆိုတာကတော့ဒီအတွေ့အကြုံတွေကိုအာယုံမဆိုင်ပဲကိုလုံးနေကြအလို့ခစ်တဲ့မိမဲချင်း အနိစ္စဆင်းရဲခြင်းဒုက္ခအဆိုးမရခြင်းအနတ္တဆိုတဲ့လက္ခဏာသုံးပါးကိုသာဆက်ပြီးရှုမှတ်နေခြင်းဖြစ်တယ်။ဒီအဆင့်ကအဲ့ဒီလမ်းမှန်တဲ့လမ်းလွဲကို ပိုင်းခြားသိမြင်နိုင်တဲ့ဉာဏ်ဖြစ်ပေါ်လာတာပါ။တိုးတက်မှုရဲ့ဘေးထွက်ဆိုးကျိုးကို တိုးတက်မှုအစ်စ်လိုမမားဖို့တတိပေးတဲ့အဆင့်ပေါ့။ဒါဝံကိုသိပြီဆိုရင်မဆက်မအဆင့်ဖြစ်တဲ့ပฏิပဒါညာနာဒသနဝိတုတိကျင့်စဉ်လမ်းကြောင်းကိုသိမြင်ခြင်းကိုရောက်လာပြီပေါ့နော်။ ဒီအဆင့်မှာတော့ဝိပဿနာညာ5ပါအဆင့်တိုင်းဖြစ်ပေါ်လာလဲလို့ဆိုထားတယ်။ညာ5ပါလုံးကိုတစ်ခုချင်းရွတ်ပြနေရတဲ့ဒီအဆင့်ကတရားရှုမှတ်သူရဲ့စိတ်ပိုင်းဆိုင်ရာခီးလန်းကဘယ်လိုပုံစံမျိုးရှိမလဲရှင်။မှန်ကဲ့။ဒီအဆင့်ကဇလန်တပုန်လိုပါပဲ။စိတ်အဆင့်ကအတတကြအမျိုးမျိုးနဲ့ခီးတစ်ခုကိုဖြတ်တန်းရတယ်။အစပိုင်းဥရိယပြညာမှာယုတ်နန်တွေရဲ့ဖြစ်ချင်းပြက်ချင်းကိုမြင်ရလို့စိတ်ဝင်စားစရာကောင်းနေတော့ပဲ။ဒါပေမဲ့နောက်ပိုင်းဘင်းကညာအဆင့်ရောက်လာတဲ့အခါ ဖြစ်စီချင်းကိုပဲထင်ထင်ရှားရှားမြင်လာပြီးကိုခန္ဓာကိုယ်ကြီးကတစီစီပြိုကျပျက်စီးနေလို့ခံစားရတယ်။အဲဒီကနေဘယညာမှာကြောက်စိတ်ဝင်လာတယ်။အာဒီနာဝညာမှာခန္ဓာကိုယ်ကိုအပြစ်တင်နေပြင့်နေတဲ့အရာတစ်ခုလိုမြင်လာတယ်။နောက်နိဗ္ဗိဒညာမှာတော့ညင်းငွေလာရော။နောက်ဆုံးမှာတော့ဒီခန္ဓာကိုယ်ကနေလွတ်မြောက်ခြင်းစိတ်ပြင်းပြလာပြီးမွန့်ချတူကမြတ်တညာအရာအလုံးကိုလီလူရှုနိုင်တဲ့အလွန်တင်ငင်တဲ့တင်္ခါရုပိခာညာအဆင့်အထိရောက်သွားတာပါ။ ဒါကညံအစ်အမြင့်ဆုံးပဲဒီလိုစိတ်ပိုင်းဆိုင်ရာရိုလာကိုစာကိုဖျက်တမ်းပြီးမှနောက်ဆုံးပန်းနိုင်ကိုသွားဖို့အသင့်ထစ်သွားတာပါဟုတ်တယ်နားကြုံကြည့်တာနဲ့တင်တော်တော်လေးပင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာ အတွေ့အကြုံတစ်ခုဆိုတာသိတာဦးရှိဒါဆိုရင်တော့နောက်ဆုံးအဆင့်တတ္တမအဆင့်ကတော့ဉာဏသက်စနာဝိတုတိဉာဏ်အမြင်စင်ကြယ်ခြင်းထင်မှာပေါ့ဒါကပန်းတိုင်ပဲလားဟုတ်ပါတယ်ခင်ဗျာဒါကနောက်ဆုံးအဆင့်အေရိယာမေညာ ဖုန်ညာတိရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အဆင့်ပါပဲဒီအဆင့်မှာအရင်ကစိတ်ကိုညှဉ်းညူးစေတဲ့ကိလေသာတွေကိုအပြေးတိုင်းကမြစ်ပြတ်ပယ်တတ်နိုင်တော့ပါတယ်စာတန်းအရာမဲ့လေးပါးနဲ့ပယ်တတ်တဲ့ကိလေသာတွေကိုအဆင့်လိုက်ခွဲပြားထားတယ်ပရမဆုံးအဆင့်ဖြစ်တဲ့သောတာပတိမေကအရေးအကြီးဆုံးဖြစ်တဲ့တက္ကယဒိခိငါဆိုတဲ့အတဆွဲဝိကြီးခိချာလမ်းစဉ်ပေါ်ယုံမှမှုနဲ့တီလပတ္တပရမတာ အကျင့်မာကိုအမှန်ထင်ပြီးဆွဲလမ်းမှုတို့ကိုအပြီးတိုင်းပယ်တတ်လိုက်တယ်။ဒီအဆင့်ရောက်သွားရင်တန်တရာဆက်ဝိုင်းတဲ့ကနေလွတ်မြောက်ဖို့တေချာသွားပြီလို့ဆိုပါတယ်။ကြံတဲ့အဆင့်တွေကတော့ကာမရာဂနဲ့ဒေါသလိုမျိုးပိုပြီးတိမ်မွေးကကိလေသာတွေကိုတဖြည်းဖြည်းပေါအောင်လွတ်ပြီးနောက်ဆုံးအရဟတမေမှာအာလုံကိုအကျွင့်မဲ့ပယ်တတ်ပြီးလမ်းစဉ်ကိုအဆုံးသတ်ပါတယ်။ဒီနေ့လည်လာခဲ့တဲ့စာတန်းရာနိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်ဆိုတာကလေ မေစီမိတ်ပြီးစူတန်းယုံနဲ့ရောက်သွားတာမျိုးမဟုတ်ပဲအလွန်စနစ်ကျတဲ့စေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ရှင်။အချမ်းထည်ဖြစ်တဲ့ကိုနှုတ်အဖြစ်မှုတွေကိုတန့်စင်တာကနေစပြီးတော့ပိုပြီးသိမ့်ွေတဲ့စေညီကြီးတွေကိုဖယ်ရှားတာ။နောက်ဆုံးအနက်ဆိုင်မှုဖြစ်တဲ့ငါဆိုတဲ့အမြင်မားကိုပညာနဲ့တက်ဆစီဖြိုးခွဲချပြီးလူတယောက်ရဲ့ကမ္ဘာအမြင်ကိုလုံးဝပြောင်းလဲဖြစ်နိုင်တဲ့လမ်းစဉ်တစ်ခုဖြစ်ကြောင်းတွေ့ရပါတယ်။ဟုတ်ပါတယ်ခင်ဗျာ။ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး စဉ်းစားစရာအတွေ့အကြုံထားခဲ့ခြင်းပါတယ်။ဒီစာတမ်းမှာငါဆိုတဲ့အစွဲလမ်းကိုခန္ဓာကိုယ်ကိုရုပ်အမွန်တွေအထိစိတ်ကိုဖက်တက်နေတဲ့အခိုက်အတန့်လေးတွေအထိတဆစီခွဲချမ်းစိတ်ဖြားပြီးဖြိုးဖျက်ပုံကိုရှင်းပြထားတယ်။တကယ်လို့ဒီခွဲချမ်းစိတ်ဖြားမှုကမန်ကန်တယ်ဆိုရင်ပေါ့လေကျွန်တော်တို့နေ့စဉ်ဘဝမှာအခိုင်အမာတည်ရှိတယ်လို့ယူဆထားတဲ့ငါဆိုတဲ့ကိုယ်ပိုင်လက္ခဏာ အဲ့ဒီငါဆိုတဲ့အမည်ပေါ်မှာအခြေခံတိဆောက်ထားတဲ့ကိုယ့်ရဲ့ရည်မှန်ချက်တွေကိုယ့်ရဲ့ဆက်ဆံရေးတွေကိုယ့်ရဲ့တန်ဖိုးထားမှုတွေရတဘိုးတဘွားွားကတော့တကယ်တမ်းဘလို့ဖြစ်နေမလဲဆိုတာပြန်ပြီးဆန်းစစ်စရာအချက်တစ်ခုဖြစ်လာပါတယ်ခင်ဗျာဓမ္မရေယာစီနီကိုင်းမှာပြန်လည်ဆုံတွေ့ကြမယ်လीနားဆင်ပေးတဲ့အတွက်ကြီးစုတင်ပါတယ်ရှင်ပြန်လည်ဆုံတွေ့ကြပါစို့